အလုံးမဲမင်္ဂလာပါဒီနေ့ကတော့အောက်တိုဘာလ13ရက်နေ့13ရက်နေ့မှာတော့ကျွန်တော်တို့ကရနီမီပင်တွေရဲ့တည်င်းတစ်ခုကျွန်တော်တို့တက်လာတဲ့ခုကတော့နော်ဒေါက်တာကိုပျောက်သွားတယ်ကရနီမှာအိုက်ပွက်တွေတော်တော်ယော့ချသွားတယ်အဲ့ဒီမှာမိုးပြေတို့ဘာလို့ပါသွားတယ်ဆိုတော့အခုအဲ့ဒီမော့ဆိုအထိသူတို့ကတော်တော်ကိုတိုက်ပွက်ပြင်းထန်နေတယ်အဲ့ဒီမှာဒီမော့ဆိုရဲ့ဖရူဆိုရဲ့ဘောကေရဲ့ဖေးခုံးရဲ့အဲ့ဒီမှာတိုက်ပွက်တွေချီချီချေတိုက်ပွက်တွေပြင်းထန်နေတယ်ဆိုတော့စကားစဖက်ကအရောက်ပေါင်း20သေးတယ်ဆိုတဲ့ဟာကိုလည်း ဒီနေ့တည်င်းတွေမှာထုတ်ပြန်ထားတာကိုတွေ့ရတယ်။တနက်လေးလေးလက်ရတယ်။အဲ့ဒါက granny ပြင်နေမှာအောင်ပွဲအောင်ပွဲလို့ပြောရမလား။ဆိုတော့တိုက်ပွဲမှာတော့ GJ ဖြစ်တဲ့ခါကျတော့အချအဆုံးလို့ရှိမှာပဲ။ဟိုဖက်လည်းကြမှာပဲ။ဒီဖက်လည်းကြမှာပဲ။ဆိုတော့ဒီဖက်ကဒီစကားစားဖက်ကကြတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်။ဟိုဖက်ကြတဲ့ဟာတော့သူတို့ကြလားမကြလားတော့ကျွန်တော်တို့မသိဘူး။ဒါပေမဲ့ဒီဖက်ကစကားစားဖက်ကအယောက်ပေါင်း20ကြတယ်ဆိုတဲ့ဟာကိုတော့တွေ့ရတယ်။နောက်တစ်ခုကဒီမန္တလေးတိုင်းမြင်းချံအဲ့ဒီမှာကြောက်ပြုတ်မှာရှိတဲ့ ဖြူစော့တီယောစခန်းကိုနေပြီးတော့ဒီဘက်ကဝင်တိုက်ခိုက်တယ်။အဲ့ဒီမှာတိုက်ခိုက်တဲ့ခါကျတော့အဲ့ဒီမှာအယောက်ပေါင်း10ယောက်သေးတယ်။အဲ့ဒီမှာတိုက်ခိုက်တဲ့ဟာကသူတို့ one pack ပိတ်ဆိုးပြီးတော့တိုက်ခိုက်တာ။နောက်ကိတ်အဒီပေကတော့ဝင်စည်းတာ။အဲ့ဒီမှာချိန်မှုခံရတယ်ဆိုတော့အယောက်ပေါင်း10ယောက်သူတို့ကလည်းတော်တော်ပြောပါတယ်။နောက်အဲ့ဒီမှာလက်နဲ့ချပါလက်နဲ့ချပါဆိုပြီးမှအတန်တန်ပြောတာကိုတွေ့ရတယ်ဒီဖက်တော်လိုင်းရင်ဖွဲ့တွေက။အဲ့တော့ဒီတော်လိုင်းရဖွဲ့တွေကတော့လက်နဲ့ချတာကိုကြိုက်တယ်နော်။ဒါပေမဲ့သူတို့ကမချဘူးဆိုလို့ရှိရင်တော့အဲ့ဒီမှာသူတို့တုံယုံစီမှာပဲ။ ဲ့လိုမျိုးအခြေအနေမျိုးကိုတွေ့ရတယ်။ဘာဖြစ်လို့ဆိုဒီဖက်ကအကုန်လုံးဝမ်းတက်ပိတ်ဆို့ပြီးတော့တမတဲ့ခါကျတော့ဟိုဖက်ကခုခံနိုင်စရာမရှိဘူး။မရှိတဲ့ခါကျတော့အဲ့ဒီမှာကစောထီတွေငပြူတယ်အကုန်လုံးတေဆုံးသွားတယ်၁၀ရောက်ထိတမတေဆုံးသွားတယ်ဆိုတဲ့ဟာကိုတွေ့ရမယ်။နောက်တစ်ခုကဒီနေ့ drag နော်ထိတ်စီးတည်င်းတစ်ခုဖြစ်တယ်။အဲ့ဒါက NCA NCA စိတ်နှစ်ပြည်သွားပြီနော် NCA ထိုးတာနော်အပြစ်ခတ်ရစရဲ့ စာချုပ်ကိုချုပ်ဆိုတာ NC ကိုထိုးတာ10နှစ်ပြည့်သွားပြီ။နောက်10နှစ်မှာဆိုလို့ရှိရင်အဖွဲ့ပေါင်းကဘလော့ပါလဲဆိုလို့ရှိရင်10ဖွဲ့နော်10ဖွဲ့မှာဆိုလို့ရှိရင်အခု6ဖွဲ့ကနေပြီးတော့ထုတ်ပြန်ထားတာဖြစ်တယ်။ဆိုတော့အဲ့ဒီထုတ်ပြန်ထားတဲ့အဖွဲ့တွေကဘယ်သူတွေလဲဆိုလို့ရှိရင်တော့ KNU ပါတယ်။နောက်တစ်ခုက CNF ပါတယ်။ PNLA ပါတယ်။ ABSDF ပါတယ်။ and MSP ပါတယ်။ LDU ပါတယ်။နော်အဲ့လိုမျိုးအဖွဲ့ခုနှစ်ဖွဲ့ကနေပြီးတော့10ဖွဲ့မှာနောက်6ဖွဲ့ကနေပြီးတော့ဒီနေ့ထုတ်ပြန်လိုက်တယ်။ ဲ့ဒါကဒီ၁၀နှစ်ပြည့်ခန်းနာကိုသူတို့ချင်းပါဖို့ရှိတယ်။အဲ့ဒါကဒီလ၁၅ရက်ကနေပြီးတော့၁၈ရက်အထိသူတို့ချင်းပါဖို့ရှိတယ်။မာလာတို့စီစဉ်ထားတယ်။နောက်အဲ့ဒီစီစဉ်ပွဲတွေကိုမတက်ဖို့အတွက်နော်အဲ့ဒီလက်မှတ်ဆိုလို့ရှိရင်စက်ကူစုပ်အဆင့်လောက်ပဲရှိတော့တယ်။အဲ့ဒါကြောင့်နိုင်ငံတကာက ASEAN တို့စသဖြင့်ဒီအဖွဲ့အစည်းတွေအရဆိုလို့ရှိရင်ဒီ NCA စင်နေပြည့်ကျင်းပတဲ့အခမ်းအနားမှာတက်ရောက်ဖို့ဆိုပြီးမှသူတို့ကန့်ကွက်ထားတဲ့စာတစောင်းအဲ့ဒါကပူတွေထုတ်ပြန်လိုက်တယ်ဆိုတော့အဲ့ဒီဟာကဒီနေ့ အော်တိုဘာလာ73ရက်မှာဆိုလို့ရှိရင်ကဲ KC တင်တစ်ခုအနေနဲ့တွေ့ရတယ်ဆိုတော့အဲ့ဒီထက်မှလည်းဟန်ပြအဖြစ်နဲ့တက်မယ်ဆိုတဲ့အဖွဲ့ရှိတယ်အဲ့ဒါက UWSA တက်မယ် SSPP တက်မယ်ပြီးလို့ရှိရင်တော့ NDAA မိုင်းလအဖွဲ့တွေသူတို့တက်မယ်ဆိုပြီးတော့တင်ကြရတယ်အဲ့ဒါကဟန်ပြလို့ပြောထားတယ်ဟန်ပြဆိုတဲ့စကားလုံးကိုတွေ့ရတယ်တက်တော့တက်မယ်ပါလဲစစ်ပါဝင်စားတာတော့မဟုတ်ဘူးပါဝင်ပတ်သက်မှုတကယ်ဟောတာတော့မဟုတ်ဘူးဒါပေမဲ့အဖြစ်သဘောအနေနဲ့တက်မယ်ဆိုတဲ့ပုံစံမျိုးတော့တွေ့တယ်ဟိုပေါင်းစိတ်ခွာဆိုတာဒီအတိပြရတာဒါပဲ ်သွားပြီးတော့အာဆက်သွင်းမှုတော့ရှိတယ်ဒါပေမဲ့ဆက်ရတော့အဲ့ဒီထပ်မှမရှိတော့ဘူးဆိုတဲ့ပုံစံမျိုးတော့တွေ့ရတယ်အဲ့ဒီမှာ AWS တက်မယ် SSPP တက်မယ် NDA တက်မယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တည်င်းကြရတယ်เนาะနောက်တစ်ခုကဒီရှားမြောက်ဒီကြောင်းမဲမြို့နယ်အတွက်မှာဆိုလို့ရှိရင် SSPP နဲ့စကားဆတွေကတိုက်ပွဲဖြစ်တယ်ဘာဖြစ်လဲဆိုတော့ SSPP ရဲ့စခန်းစခန်းတကုန်နေပြီးတော့ဖေရှား people track တွန်းအားပေးတယ်နော်တွန်းအားပေးတဲ့စကားဆဖက်ကအဲ့ဒါကြောင့်เนาะသူတို့တိုက်ပွဲဖြစ်တယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်အဲ့ဒါက ဒီ SSPP ကစကားဆက်ကိုတိုက်တာလည်းမရှိဘူးเนาะတခါတလေတိုက်တာရှိတယ်ဟုတ်ရင်တော့လည်းတခါနှစ်ခါသူတို့ထုတ်ပြန်ထားတာရှိတယ်အာသူတို့ကိုတိုက်လို့ပဲပါမယ်ညမယ်နဲ့နောက်ကြတော့မတိုက်ဘူးထိထိတိုက်ပွေတယ်အချိန်အချိန်ဖြစ်တယ်ပြီးလို့ရှိရင်ရက်သွားတယ်အခုကလည်းထိထိတိုက်ပွဲတစ်ချိန်တစ်ချိန်ဖြစ်မယ်ပြီးလို့ရှိရင်တော့ရက်သွားမယ်အဲ့လိုမျိုးပုံစံအတိတ်ပြရတော့ SSPP ကဆိုလို့ရှိရင်သူတို့စကားဆက်နဲ့မတိုက်ဘူး RCSS ကတော့ဝေးကြီးပဲနောက်လုံးဝမတိုက်ဘူးဆိုတော့ Shan နှစ်ဖွဲ့မှာနှစ်ဖွဲ့စလုံးကမာလာနဲ့မတိုက်ဘူးဒါပေမဲ့တော်လိုင်းဖက်ကကိုကြီးပတ်သက်မှုတွေကတော့ ကျွန်တော်တို့ဒီ SSPP တို့ဘာလို့ဆိုလို့ရှင်တော့ပတ်ဝန်းပတ်သက်မှုရှိရဆိုတဲ့ဟာကိုတော့ရင်းနှီးကတတိယမျိုးပါလေတွေ့ပြီးသားဖြစ်တယ်နောက်တစ်ခုက PDF သုံးနှစ်ထိန်းချုပ်ထားတဲ့ဒီ Shantong မှာဆိုလို့ရှိရင်တော့မြောက်စလုံး US ခန်းကိုနေပြီးတော့ PNO နဲ့ဒီစက္ကဆတ်တို့ကပြန်ပြီးတော့ထိန်းချုပ်လိုက်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒါက Shantong Shantong မဟုတ်ဘူး Shantong Shantong မှာလည်းကျွန်တော်တို့ရင်းနှီးကတိုက်ပွဲတွေဖြစ်တယ်ဒါပေမဲ့ကိုကတော့တိုက်ပွဲတွေတော်တော်ငြိမ်နေတယ်အဲ့ဒီမှာ PNO တို့ဒီ P2C တွေကတော်တော်အားကောင်းတယ်နော်ဘလို့အားကောင်းလဲဆိုလို့ရှိရင်ဒီဖက်မှာ နော်ဒီကရနီပြင်းတွေကိုတောင်မှစက္ကဆနဲ့ပေါင်းပြီးတော့တိုက်တယ်အဲ့ဒါကြောင့်နော်ကရနီမှာဆိုလို့ရှိရင် တချို့မြို့နယ်တွေကဆိုလို့ရှိရင်လက်လွတ်လိုက်ရတဲ့အဆင့်တိတောင်မှရှိတယ်ဆိုတော့ PNR ကဆိုလို့ရှိရင်တောင်ပိုင်းမှာတော်တော်ကိုအင်အားကြီးတဲ့ပုံစံမျိုးတော့ရှိတယ် တိုးလို့မပေါ့ဘူးเนาะတိုးလို့မပေါ့ဘူးဆိုတော့အခုမြောက်စလုံးရွာကိုလည်းပြန်ပြီးတော့ထိန်းချုပ်လိုက်တဲ့ဆိုတဲ့တည်င်းကိုကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုကဒီအခုတာခစ်ဆားနေတဲ့တည်င်းတစ်ခုပေါ့အဲ့ဒါကနတ်ရကန်နတ်ရကန်နတ်ရကန်ဆိုတော့အဲ့ဒါကဒီ impedance ပေါ့ဟိုဘက်မှာငဖဲမှာပေါ့ငဖဲမှာအဲ့ဒီမှာနတ်ရကန်ဖြူဟာဆိုလို့ရှိရင်ဒီမကွေးမှာအဲ့ဒီနတ်ရကန်ဖြူဟာကုန်ကြပြီဆိုလို့ရှိရင်အဲ့ဒါကြပြီဆိုတော့ကပ္ပဆာတွေတော်တော်ကိုချင်းချောက်ချင်းကိုခံရတော့မယ်အဲ့ဒီနတ်ရကန်ဖြူဟာကုန်ကြပြီဆိုလို့ရှိရင်မကွေးလမ်းပေါ့ဆိုလို့ရှိရင်ဒီတော်လိုင်းရဲ့ဘွက်အတွက်လမ်း ပွင့်သွားပြီနော်ဒီစကစားအတွက်တော့ရခိုင်အပေါက်လုံးဝမရှိတော့ဘူးနော် ARD မရှိတော့ဘူးပကိုးမရှိတော့ဘူးအခုဒီမကွေးတော့အခုနဲ့ရခိုင်ကတော့အကုန်လုံးဝက်ပက်ပိတ်ဆို့ပြီးတော့အသမခံရတယ်အဲ့ဒီမှာရှိတဲ့ကာကင်းတွေအားလုံးကိုနေပြီးတော့ဒီ AA နဲ့ပူပေါင်းဖွဲ့တွေကသင်ပိုက်ပြီးသားဖြစ်တဲ့ခါကျတော့အဲ့ဒီမှာနိုင်ရကန်စခိုင်းဝင်နေပြီးတော့ကောလုံးဝပတ်ပိတ်ဆို့ထားတယ်။ဆိုတော့အခုအဲ့ဒီဟာကိုပဲသူတို့ကဒီစစ်ကာစက်တစီနော်စစ်ကာစက်တစီကနေပြီးတော့အဲ့ဒီစစ်ကူပို့တယ်နော်စစ်ကူပို့တယ်အဲ့ဒီမှာပြင်ဝ ဒီစစ်စစ်ခိတ်မှာရောက်နေပြီဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒီနိုင်ငံကံပြူဟာကုန်းမှာပထမတော့အင်အား1500လောက်ရှိတယ်နော်1500လောက်ကနေပြီးတော့အခုကအဲ့ဒီမှာအင်အား900လောက်ပဲရှိတော့တယ်နော်အဲ့ဒီမှာပြုံးတဲ့လူကပြုံးအဲ့ဒီမှာ900သေးလိုက်100သေးလိုက်အဲ့ဒီကနေထွက်ပြေးလိုက်စသဖြင့်အကြောင်းအမျိုးမျိုးကြောင့်အဲ့ဒီမှာ900လောက်ပဲကျန်တော့တယ်နော်900လောက်ကတော့ကျွန်တော်တို့ပျောက်ခဲ့သွားပြီအဲ့လိုမျိုးပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့မကြခင်မှာအဲ့ဒီနိုင်ငံကံပြူဟာကုန်းမှာဆိုလို့ချင်းကြာမယ်အဲ့ဒီနိုင်ငံကံပြူဟာကုန်းကြာပြီဆိုတာနဲ့ ကျွန်တော်တို့ဒီဖက်မှာဝင်မနေ့ကတော့ကျွန်တော်တို့တည်င်းတစ်ခုအရာတွေကပေါ်ပြထားတဲ့ဟာအဲ့ဒါကတော့နေ့ကံကိုသိမ်းလို့ရပြီဆိုတဲ့ဟာကိုတွေ့ရတယ်ဒါပေမဲ့တည်င်းအများစုကတော့သိမ်းလို့မရသေးဘူး one pack ပဲဆိုးထားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒီမှာ one pack ပဲဆိုးပြီးတော့တက်သိမ်းနေတယ်ဆိုတော့ဒီဖက်ကအခုတစ်ခါအဲ့ဒါကို one pack ပဲဆိုးထားနိုင်တုံးပဲဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့ဒီဖက်ကလည်းစစ်ကိုစစ်တစီပိုးထားတယ်ဆိုတဲ့ဟာကိုတွေ့ရမယ်နောက်တစ်ခုကကျွန်တော်တို့ ARD တိုင်းเนาะ ARD တိုင်းမှာတော်တော်ကိုเนาะစစ်ပွဲအကြောင်းကြားတာကြာပြီ ဆိုတော့အရင်တော့ဝင်နေဝင်ပြီးမှတော်တော်ကိုညင်သွားတယ်အခုလင်းမျက်နှာရဲ့ရေကြီးရဲ့အင်ကပူရဲ့သားပေါင်းရဲ့အဲ့ဒီနေရာတွေမှာဒီ AA ဖိုးစစ်ကအဲ့ဒီထိတော်မှရောက်သွားပြီရောက်သွားတဲ့အခါကျတော့အခုအဲ့ဒီမှာတက်ပုတ်တွေပြန်ပြီးတော့နော်အချီးချေတက်ပုတ်ဖြစ်နေတယ်ဟိုတစ်ခေါက်ကဟိုတရက်နေ့က AA ကထုတ်ပြန်ထားတာရှိတယ်နော် ARD ရဲ့မကွေးရဲ့ပကိုးရဲ့စစ်တွေရဲ့ပြီးလို့ရှိရင်တော့အာစာနော်အာစာဖက်ကစစ်တွေရဲ့ဒီကြောက်ဖြူရဲ့ပေါ့အဲ့ဒီရခိုင်ပြည်မှာဂျန်တဲ့မြို့၃မြို့မှမအောင်တော့လုံးဝကျွန်တော်တို့တိုက်တာမတွေ့ရသေးဘူးနော်ကြောက်ဖြူနဲ့စစ်တွေ နော်ပြီးလို့ရှိရင်နော်မကွေးရဲ့ AWD ရဲ့ပကိုးရဲ့နော်အဲ့လိုမျိုးစစ်မျက်နှာပြင်ကိုဖွင့်ထားတဲ့နော်ထူးစစ်တွေဆင်းနေတဲ့ဆိုတဲ့ဟာကိုသူတို့အတိပေးပြီးတဲ့နောက်ပိုင်းမှာအခုလင်းမျက်နာတို့ရေချီတို့အင်ကပူတို့သာပေါင်းတို့အဲ့ဒီနေရာမျိုးတွေမှာလည်းတိုက်ပွဲတွေအခြေခြေဖြစ်နေတယ်ဆိုတော့စကားစားဖက်ကတော့အခြေခြေအဲ့ဒီမှာဒဏ်ရာရတယ်ဘလောက်ထိဒဏ်ရာရလဲဆိုလို့ရှိရင်နော်အဲ့ဒီဖက်ကဒီလင်းမျက်နာတို့ရေချီတို့အင်ကပူတို့သာပေါင်းတို့အဲ့ဒီဖက်ကဒဏ်ရာရရှိထားတဲ့သူရဲ့လူတွေအရဆိုလို့ရှိရင်ကလုံးပသိမ်မှာပို့တယ်ပသိမ်မှာဆိုလို့ရှိရင်စေးုံမှာစစ်ခန့်တွေမှာဆိုလို့ရှိရင် နေရာမလောက်တော့ဘူးဆိုတဲ့ပုံစံမျိုးတော့ဒီနေ့သတင်းမီဒီယာတွေမှာပေါ်ပြထားတာကိုတွေ့ရတယ်နောက်တစ်ခုက TNL အာရှမ်းမြောက်ရှမ်းမြောက်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ TNL ရဲ့တင်ပိတ်ထားတဲ့နောက်ချိုပါသွားပြီပြီးလို့ရှိရင်တော့ကြောင်းမေးပါသွားပြီအခု CP ဘော့ကိုမြို့ကိုရောက်ဖို့အတွက်ကကျွန်တော်တို့ရှစ်မိုင်ပဲလိုတော့တယ်နော်ရှစ်မိုင်အကွာမှာရောက်နေပြီဆိုတော့အဲ့ဒီမှာအင်အားလုံးရင်းနဲ့ထူးဆစ်ဆစ်နေတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒီဖက်မှာလည်းဆိုတော့ဒီဘော့တော့မကြခင်ကြမယ်ဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရတယ်နော်ဆိုတော့ဘာဖြစ်လို့ကြလဲဆိုလို့ရှိရင်ပြည်မဟာမိတ်တွေမရှိတော့ဘူးအဲ့ဒါတွေကိုဒါစီနိုင်ဖို့အတွက်မရှိတဲ့ခါကျတော့ ဒီမာလာကတိတန်ခွဲပြီးတော့ TNL ကိုဆော်ရဲပုံစံမျိုးအလိုမျိုးဖြစ်သွားတယ်။ဖြစ်သွားတဲ့အခါကျတော့အကို TNL ကတော်တော်ကိုခုခံနိုင်ဖို့ဆိုတာမလွယ်ဘူးမလွယ်တော့ဘူး။အဲဒီမှာဖြစ်ဖြစ်ဖြစ်ပြနေတမျိုးပြီးတမျိုးတမျိုးပြီးတမျိုးတော့သူတို့လက်လွတ်လိုက်ရမယ်။လက်လွတ်လိုက်ရပြီဆိုကြတဲ့အနေနဲ့ကျွန်တော်တို့အထင်အရောလက်လွတ်လိုက်ရလား။ဆိုတော့အထင်အမီဆိုလို့ရှိရင်တော့သူတို့ဘက်ကတတ်တော့သေးလား။ TNL ကမကြခင်ဒီဒီဘောကိုလက်လွတ်ဖို့အချိန်ရှိတယ်နော်။အဲဒါကအခုကတော့ကျွန်တော်တို့နောင်ချိုလက်လွတ်ရပြီ။ကြောင်းမဲလက်လွတ်လိုက်ရပြီ။ တော့အလိုမျိုးပုံစံမျိုးကိုဒီနေ့တွေ့ရမှာနောက်တစ်ခုကဒီကြက်ခံရဲ့အဖွဲတွေကနေပြီးတော့နောက်ကြက်ခံရဲ့အဖွဲတွေမှာအဓိကပါဝင်ရှင်ပြိုင်မဲ့လူတွေကဒီမအလာဖက်ကလူတွေနော်အဲ့ဒီ uniform တွေကိုချွတ်ချိုးပြီးတော့ဒီဖက်မှာပါဝင်ပတ်သက်မှုတွေရှိတယ်အဲ့ဒီမှာနောက်ရောက်ပေါင်း900လောက်ဆင်ချလာတာနော်ပြီးလို့ရှိရင်တော့အခုနောက်ဒီနေ့တတိယမှာထပ်ပြီးတက်လာတာကအငင်းစားတွေလည်းလာပြီးတော့ဝင်ပြိုင်နေလို့ရှိတယ်နော်အဲ့ဒါကဒီဘိုးချုပ်အငင်းစားတွေပေါ့အနာကဥသက်ပုံဆိုတဲ့လူပေါ့နော်အဲ့ဒီဥသက်ပုံမှာဆိုလို့ရှိရင်အရင်ကရံတိုင်မှာသူတို့ ရှင်ပြိုင်မှုရှိတယ်အခုကတော့ဒီစကိုင်းတိုင်းသူ့ရဲ့နေရာတွေမှာသူ့ရဲ့မွေးရဲ့ဇာတိနေမြေတွေမှာသွားပြီးတော့ရှင်ပြိုင်မှုရှိတယ်ဆိုတဲ့ဟောက်တွေ့ရတယ်အဲ့ဒါကစကိုင်းတိုင်းစကိုင်းမြို့နေမှာဝင်ပြိုင်မှုရှိတယ်ဒါဒီမှာမေးဆွေဆေးရုံမှုတွေလုပ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒါကစကိုင်းစကိုင်းရဆိုလို့ရှိရင်တော်လည်းတပ်ခွေတွေတော်တော်ကိုထင်ချွတ်ထားတဲ့နေမြေတွေဖြစ်တဲ့ခါကျတော့တော့ဘလို့ဖြစ်လာမလဲဆိုတော့ကျွန်တော်တို့ကြည့်ရတော့အဲ့ဒါကစစ်သားတွေရဲ့အငြင်းစားဖြစ်တယ်နောက်တစ်ယောက်ကဥကံမြင့်နောက်ဥကံမြင့်ကျတော့ကျွန်တော်တို့ AR တိုင်းကဖြစ်တယ်နော် AR တိုင်းဆိုတော့ AR တိုင်းမှာတော့တော်တော်ကိုညင်နေတယ်သူ့တွေ့ရတော့ တိတ်ဆိုးရမှုမရှိအောင်လုံခြုံရမှာဆိုတော့အဲ့ဒါကမှဥပင်ကနေပြီးတော့ပြိုင်မယ်ဆိုတဲ့ဟာကိုတွေ့ရမယ်နောက်တစ်ခုကဥစော်သိန်းဥစော်သိန်းကျတော့ဒီပုဂိုလ်တိုင်းအောက်ခွန်ကနေပြီးတော့ဝင်ပြိုင်မယ်ဆိုတဲ့သတင်းတွေကျွန်တော်တို့ထွက်တာကိုတွေ့ရတယ်နောက်တစ်ခုကဒီရုပ်ကပွေသတင်းပဲရခိုင်ပြည်မှာဆိုလို့ရှိရင်လည်းအာ RMP ပါတီเนาะအဲ့ဒါကဥပချိန်ဥဆောင်ပြီးတော့ခုမန်အောင်မှာအဲ့ဒီမှာရုံခန့်တွေဖွင့်တယ်အဲ့ဒီမှာလူထုနဲ့ပြေဆုံပြီးတော့ဆွေဆေးရုံမှုတွေလုပ်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုက AFP ပါတီအဲ့ဒါကဒေါက်တာအေးမောင်တို့ နော်ဥဆောင်တဲ့ပါတီပေါ့နော်တို့နှစ်ယောက်ရက်ခက်ပြေမှာတို့နှစ်ယောက်ပဲရှိတယ်လွတ်လပ်တဲ့နေရာကသုံးနေရာပဲရှိတယ်အဲ့ဒါကကျွန်တော်တို့ကြောက်ဖြူကြောက်ဖြူကတိတ်မတိတ်ချာဘူးနော်အဲ့ဒါမအောင်ရဲစစ်တွေ့ရနော်ဒီနှစ်ခုမှာတို့လူထုတွေနဲ့တွေးဆောင်ပြီးတော့မစ်ဆွေစေးမှုတွေအကြီးကြီးလုပ်နေတယ်ဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရတယ်ဆိုတော့ဒီနေ့အောက်တိုဘာလ13ရက်နေ့မှာသတင်းမီဒီယာတွေမှာပေါ်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါပဲကျွန်တော်ဒီ